အနင်းငါချစ်တယ်ငါ့ကိုနင်းချစ်တယ်အနင်းအိမ်တိုင်းဖောက်ပြန်တယ်ငါဖောက်ပြန်တယ်နဗန်လုံးမယ်တက်ကြမယ်လောင်ကြမယ်ဒါပုံမှန်ကျွန်တော်တို့ကားလေးတွေပေါ့နော်ဘာရိုက်ချက်မှလည်းအဆန်းထည့်နေကြမလို့မျက်နှာ closed တီးပြီးပြီးတော့မှဒါသွားလို့ရတယ် lighting တွေအစပြီးတော့ trolley ရွှေတွေအစ jet တွေအစ clean တွေအစအကုန်သုံးတာပြည့်တဲ့အတွက်ကတော့ဒီလိုကားမျိုးလေးတွေကတာမန်ပေါ်ကားလေးတွေလောင်ကားလေးနဲ့ဆိုင်တော့တို့အများကြီးရပါလိမ့်မယ်ဒီအနီးစက်လေးတွေတုပ်ပြီးတာပေါ့အဲ့ဒါလေးတွေ့လိုက်တဲ့ချိန်မှာတော့သူမတူတဲ့ကြက်သိန်းလေးတွေထားပြီးတော့ဖီလီတော့တစ်မျိုးလေးဖြစ်သွားတယ်ကျွန်တော်ကျန်တဲ့ကားတွေနဲ့ရိုက်တာနဲ့ဆိုရင်20000လောက်ကျွန်တော်ရှော့ပေးလိုက်တယ် မင်္ဂလာပါဗျာကိုဆုံးမဲ့စကားတွေပါနော်ကိုကစကားတွေနဲ့ဒါပြောင်းပြီးတော့ဒီလိုလေးကိုဆောင်တာပါဟုတ်ဂျိုင်တာကတော့ကာရိုက်တာမပြောနဲ့တဲ့ဒါမဲ့ကာရိုက်တာကတော့တခြားကာရိုက်တာအရင်တွေ့နေကြပုံနဲ့မတူဘဲနဲ့ကွက်ထွက်နေပါလေဘေဟီရီနဲ့ပြည့်နေပြီးတော့မှ ကိုယ်စွန့်ပစ်သွားတယ်ဖခင်တယောက်အတွက်အမျိုးကြီးတဲ့ကာရက်တာလေးအနေနဲ့တရုပ်ဆောင်ထားပါတယ်ခင်ဗျာဟုတ်အဲသူကကလေးလေးတွေပါတာတော့ဒါသူကပရာဟိတလုပ်ငန်းကိုအခြေခံပြီးတော့ရိုက်တာပေါ့နော်အပရာဟိတကျွန်တော်မြန်မာပြည်မှာပရာဟိတနာမည်တက်ပြီးတော့အတွင်းချစားနေတဲ့သူတွေအများကြီးရှိတယ်ပေါ့အဲ့ဒီအတွက်ကိုဒါပညာပေးပုံစံလေးပါတယ်အဲ့ဒါလေးပါမယ်နောက်တစ်ခုကကျတော့ဒီကားတိုက်တဲ့အခန်းကြီးကောင်းတယ်ဆိုတာကတော့ဒရိုက်တာပုဆန်အရန်သုံးတ ယ်ဒီနော်သူပိတ်သက်ကိုစေစနာထားတယ်ဇလန်တွဲတစ်ပိုင်းကို သူများတခါလေးကို50 60နဲ့ရိုက်နေတဲ့အချိန်မှာသူ100လောက်ထိတုံးတယ်တစ်ပိုင်းကိုအပြင်အဲ့ဒီဟာကိုတကက်ကိုပညာရှင်အစ်စ်တွေနဲ့တကက်ကိုကင်မရာအကောင်းစားအိမ်နဲ့တကက်ကို production design အကောင်းနဲ့ရိုက်တဲ့အခါကျတော့ကအရန်ကြွသွားနိုင်မယ်ဟိုတာမန်ကြည့်နေကြဟိုဟိုပါရိုက်လင်လူကားအိမ်နဲ့မတူဘဲနဲ့ကွဲထွက်ပြီးတော့မှသူ့ရဲ့ကားလေးကတကက်ကိုလေနိုင်ငံခြားကားတစ်ခါကိုကြည့်နေရတယ်လို့ပေါ့နော်ပြောမယ်ဆိုရင်ကလား ကားတကားကိုကြည့်နေရတယ်အဲ့ဒီမှုလေးကိုဒီကားကရလိမ့်မယ်ခင်ဗျာဟုတ်တယ်ဆိုတော့ဒီမှာမှန်နေခင်ဗျာမှန်နေအဲကွက်ထွက်သွားလိမ့်မယ်ကျွန်တော်တို့ပုံမှန်ကားတွေဆိုလို့ရှိရင်နင်းငါချစ်တယ်ငါ့ကိုနင်းချစ်တယ်နင်းအိမ်တိုင်းဖောက်ပြန်တယ်ငါဖောက်ပြန်တယ်နံပါတ်လုံးမယ်တက်ကြမယ်လောင်ကြမယ်ဒါပုံမှန်ကျွန်တော်တို့ကားလေးတွေပေါ့နော်။ဘာရိုက်ချက်မှလည်းအဆန်းထည့်နေကြမလို့မျက်နှာ closed တွေပြီးပြီးတော့မှဒါတွားလို့ရတယ်။ तू ကကြတော့အဲ့လိုမျိုးမဟုတ်ဘူး။လုံးဝ lighting တွေအစပြီးတော့ထော်လီအွှေ့တွေအစဂျစ်တွေအစကလေးတွေအစအကုန်သုံးတာ။ တော့ဒီ production ကတော့တကယ့်ကိုပတ်စံသုံးတဲ့ production ပြီးတော့ writer လေးတကယ့်ကိုအမှုပညာအသေးစိတ်ဖန်တီးတဲ့ production ပါအဲ့တော့ပြည့်သက်အတွက်ကတော့ဒီလိုကားမျိုးလေးတွေကတာမန်ပေါ်ကားလေးတွေအလောက်ကားလေးနဲ့ဆိုင်တော့တို့အများကြီးရပါလိမ့်မယ် ကျွန်တော်ကသူတို့အုပ်စုနဲ့မဆုံကျွန်တော်အသီးသန့်ဖြစ်သွားတယ်ခင်ဗျာဟုတ်ဟုတ်ကျွန်တော်ကတော့ဗမာပိုင်းအုပ်စုပါဖြစ်သွားတယ်အဲဒါမဲ့ကျွန်တော်နောက်ပိတ်ဆုံးဇက်သိန်းလေးမှာတော့ကျွန်တော်တို့လူမျိုးနှစ်စုပေါင်းပြီးတော့မိထုံခွဲလေးလုပ်ကြတာပေါ့အဲ့အဲ့ဒါစင်းမဲ့ဆောင်လိုက်တယ်ဟုတ်အဲ့စင်းမဲ့ပေါ့ဘယ်လိုလေးခက်သွားနေလဲဒါဟုတ်အဲမိထုံပွဲတော့လေးကြောက်ပါလေကျွန်တော်တို့သတင်းကျမိထုံပွဲတော့ ਨੇ သူတို့ဟိုမဟာပိနေဖခင်ကြောင့်ကိုမိထုံပွဲတော့ ਨੇ တူတယ်လို့နဲ့မတူတဲ့ဟာလေးကြီးကွဲနေရဲ့ဘုဟုတ္တရာလေးကြီးတော့ရခဲ့တာပေါ့နော်ပြီးတော့အဲအကြောင်းလေးကိုဝင်သွားတဲ့အချိန်မှာဒီအကြောင်းလေးမှာဒီဆရာကြီးက ဒီအနီစက်လေးတုတ်ပြီးတာပေါ့အဲ့ဒါလေးတုတ်လိုက်တဲ့ချိန်မှာတော့သူမတူတဲ့ကြက်သိန်းလေးတွေထပြီးတော့ feel တော့တမျိုးလေးဖြစ်သွားတယ်ဟုတ်ဟုတ်နောက်ဆုံးတော့ဆီမုံမှာပြောရလေကြာတော့ဟုတ်ဟုတ်ဒီဇက်ကဟိုဟိုလက်မီဒိုရှိတယ်ဒီဘက်မှာပြန်လို့ပို့မှာဟုတ်တယ်ဟုတ်တယ်ခင်ဗျာကျွန်တော်ကဒီကားမရိုက်ခင်ဒီကားကျွန်တော်ကန့်လန့်တဲ့အချိန်မှာကျွန်တော်ပကံမှာနှွေးတကြံဆိုတဲ့ရုပ်ရှင်ကားရိုက်ရအဲကျွန်တော်နဲ့ပိုင်နကွန်နဲ့ဟိုနဲ့ချာလီရဲအဲပြီးတော့မင်းမြင့်မိုးရဲတင်ဆောင်ဝင်ကြော်ရဲရုပ်ရှင်ကားတကယ်ကျွန်တော်ကပထမဆုံးကားရိုက်နေရတယ် ဲ့ရိုက်နေတလန်းတွေတော့အဲ့မှာကလားဖျားเจ้าပေါ့နော်ဒီဟိုဟိန္ဒူဖျားเจ้าတခုကိုရောက်ပြီးတော့မှအဲ့เจ้าနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးကိုကျွန်တော်ဇန်ဝင်ကန်ကျွန်တော်အဲ့အဲ့နဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်စဉ်းစားနေတဲ့အချိန်ဖတ်နေတဲ့အချိန်မှာဖုန်းဝင်လာတာ တလားဖုန်းဝင်လာတဲ့ခါမှာဒါရိုက်တာအကမှန်နေဘူးလားအာဝါကျွန်တော်တဲ့ဒီအိန္ဒိယတမန်လူမျိုးတွေနဲ့ပတ်သက်တာလေးဖះเจ้าနဲ့ပတ်သက်တာလေးရိုက်မယ်ကိုခွန်နဲ့ကိုခွန်ရိုက်မလားဆိုတော့ဟာကျွန်တော်စစ်သိမ်းထားပါပါဆိုကျွန်တော်ကငကိုကလေးကကလျံမေတော်ကိုယုံကြည်တယ်အုံခွဲတာတွေလုပ်တယ်ပြီးတော့မဟာပိနဲ့ဖះเจ้าကိုသွားပြီးပူဇော်ပွဲတွေလုပ်တယ်အဲ့လိုတွေလုပ်ပြီးပြန်လာတိုင်းလေကျွန်တော်ဘွားရဲ့ရလက်ကောင်းတွေထူးထူးခြားခြားပြောင်းလဲတာရှိတယ်အဲ့တော့ဒီဖျားเจ้าအောင်ရောက်နေချိန်မှာဒီဖျားနဲ့ပတ်သက်တာထက်ရောက်တယ်ဆိုတော့ဟာဒါငါ့အတွက်ကောင်းသောပြောင်းလဲခြင်းဖြစ်နေမယ်ဆိုပြီးကျွန်တော်လူပညာကြီးကိုလည်းခါတိုင်းယူလာရတဲ့ကျွန်တော်ရှော့ပြီးတော့ကျွန်တော်ရိုက်လိုက်တာပါခင်ဗျာဟုတ်ပါဘူး ရှော့ပေးလိုက်တာဟုတ်တယ်ခင်ဗျာကျွန်တော်ကျန်တဲ့ကားတွေနဲ့ရိုက်တာနဲ့ဆိုရင်20ရာခိုင်နှုန်းလောက်ကျွန်တော်ရှော့ပေးလိုက်တယ်ခင်ဗျာကျန်တဲ့ကားတွေဆိုရင်ကျွန်တော်အဲစလန်ဒါတွေကိုကျွန်တော်ယူတဲ့ရာခိုင်နှုန်းထက်ကို20ရာခိုင်နှုန်းရှော့ပြီးတော့မှယူတယ်အဲဘာလို့လဲဆိုတော့ဒီကာလီယမ်မေတော်ရဲ့မြေတာဓာတ်ရလိုက်မယ်ပြီးတော့မဟာပိနေတို့ရဲ့ဒီဖေရုနဲ့ပတ်သက်တဲ့မြေတာဓာတ်တွေရလိုက်မယ်လို့စိတ်ထဲမှာယုံကြည်တယ်ပေါ့နော်အားကြောင့်ကျွန်တော်ရက်လိုက်တယ်ထင်တဲ့အတိုင်းမှာပဲဒီကားရိုက်နေရင်ကျွန်တော်နောက်ထပ်ဇလန်ဒါနဲ့တွဲထက်ရတယ်အဲပြီးတော့ရှူးဝေးတွေရတယ်ခင်ဗျာအက်ဆက်တာပေါ့နော်အဲ့လိုပြောရမှာဟုတ် 好的，姑娘。哦。呃 ျွန်တော်တို့ဗုဒ္ဓဘာသာမှန်လို့ရှိရင်နတ်တွေမကိုးကွယ်ရဘူးတခြားဟာတွေမယုံကြည်ရဘူးဒါတွေကိုကိုးကွယ်ယုံကြည်တယ်ဆိုရင်တရဏဂုံပြတ်တယ်အယူလွဲတယ်အပေချတတ်တယ်လို့ပြောကြတာမှန်ပေမဲ့လည်းကျွန်တော်တို့ကဟိုဇဗျူတီပါဩဘာနမိတ်ထွန်းတဲ့နေရာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်ဒုက္ခရောက်လာပြီတကယ်လိုအပ်လာပြီဆိုလို့ရှိရင်ဖះတရားကိုကိုးကွယ်ယုံကြည်တာလည်းတကူပြီးတော့ကိုယ့်အတွက်နည်းနည်းတကူပါဝါရှိပြီးတော့မှဒီစွန့်နိုင်တဲ့ပုံကူတွေကိုတွားပြီးတော့မြစ်တာပို့တာကျွန်တော်ကျတော့သူတို့ကိုကိုးကွယ်တယ်ဆိုတော့သူတို့မြစ်တာတွားပို့တာကျွန်တော်ပြုခဲ့သမျှကုသိုလ်တွေရှိတယ်ဒီပုံကူတွေကိုကျွန်တော်လာပြီးမြစ်တာပို့ပါတယ်အများဝေပါတယ်ကျွန်တော်အခုဖြစ်နေတဲ့ ဲ့အခက်အခဲကိုသင်တို့ကုညီနာလောက်ကုညီပါဆိုကျွန်တော်အမအောင်ခွဲတယ်ဒိဋ္ဌံပြုတယ်တကယ်အောင်မြင်တယ်နော်အဲ့လိုမျိုးဒါတွေကကျတော့သူတို့သွားကိုးခွေတယ်ဆိုတာကိုမြစ်တာသွားပို့တာအဲ့တော့သူတို့ကပို့တော့စွမ်းတယ်လေနော်အဲ့သူတို့စွမ်းတဲ့အရာလေးလုပ်ပေးလိုက်တဲ့အရာပို့အတွက်ရှူတောင်းတဲ့နေရာကနေအများကြီးအကျိုးတက်ရောက်မှုရှိတယ်ခင်ဗျာ ဘာသာရေးကိုအရန်ဆွဲပြီးတချို့ပုတ်ခတ်တာတွေရှိရဲ့အဲ့ဒါလည်းသူကလွဲနေရခင်ဗျာတကယ်တော့ဖះဟောထားတာအရာအလုံးကမျက်စိမှပြိပရာပဲဖះရှင်လက်ထက်တော်ကလေးကဖះရှင်ကဘသူ့ကိုမကူကွယ်ရအောင်ဘသူ့ကိုကူကွယ်မယ်ဘသူ့မယုံဘသူ့ယုံမယ်ထဲကကိုယ့်ရဲ့ကိုယ်ပိုင်အုံနောက်ညာနဲ့ဆုံးဖြတ်ရမှာပေါ့ဒီလူကိုမကူကွယ်ရဘူးလို့ဇွတ်ပြောနေရလဲအလွယ်တစ်ခုပဲအမှန်တော့ကိုယ်ပိုင်ညာနဲ့ပဲဆုံးဖြတ်ရတယ်အရင်အလွန်ကျူးမဖြစ်ရင်မျက်စိမှပြိပရာလေးကြာရင်အဆင်ပြေပါတယ်ဗျာ ဟုတ်ဖိုးမရလေးလည်းပြောဟုတ်ကဲ့ဒီကားလေးက channel 7ရဲ့ hip layer မှာပြမှာပါခင်ဗျာအဲဒီလားဆယ်လာပိုင်းဆက်တော်နေမှာပြလိမ့်မယ်အဲကားလေးကိုကြည့်ရှုအားပေးပါအဲဒီကားလေးကတာမန်ကားလေးနဲ့မတူဘဲနဲ့ထူးထူးခြားခြားဟိုပေးသက်တရင်ထဲမှာကြံခဲ့တဲ့ကားလေးပါအဲ့တော့အားပေးပါလို့ဖိတ်ခေါ်ပါရခင်ဗျာ